အဲဒီတစ်ခါကျတော့ဗောနော်ဒီမှာဒီကနက်ကတည်းကနေတကက်ရွေးထား ရွေးထားတဲ့အချိန်မှာကိုကကိုအဖြစ်ချင်းဆုံးတော့အရာလေးတစ်ခုတွေးထားဗောနော်ဒါလေးကိုမုံကအဖြေထုတ်ပြီးမှာအဲ့တော့မုံကိုဗောနော်ဒါလူတွေးပုံကင်ရလာလို့မေးနေတာရှိတယ်လူတွေးပုံကင်ဟောပါတယ်လူတွေးပုံကင်နေနေကြတော့မုံက package နဲ့မဟုတ်ဘူးကိုကနိုင်ဝက်တနိုင်စသဖြင့်ယူလို့ရရယ်ဗောနော်အဲအိမ်မှာမှာ ဟိုနိုင်ဝဲဆိုတဲ့နိုင်ဝဲအတွင်းမှာမုန်းနဲ့ဆွေးနွေးမယ်ကိုက package ယူရဲဆိုလဲ package ကိုပေါ့နော်ဒါအဲ့ package hostel လေးမုန်းအပ်ပေးမယ်အဲ့ဒါအောင်မှာထပ်ပြီးတော့ဒါကိုဆွေးနွေးချင်တာလေးကိုနိုင်ရနိုင်ဝဲအတွင်းမှာရတာပေါ့နော်အဲ့လိုလေးလုပ်ပေးတယ်အဲ့တော့ဟိုမေးချင်တာလူတွေပဲဖြစ်ဖြစ် line မွာဖြစ်မေးချင်တာရှိရင် monster astrology ကိုလာပေးပါ viber telly တော့မသုံးပါဘူး facebook တမျိုးတည်းသုံးပါတယ် Viber ထဲလေးရကြောင့်မောကခီးသွာလုပ်ငန်းဥစ္စာကြီးလုပ်နေတော့အဲ့ဒါကြီးကြောင့်တခြားလူတွေကဒီခီးသွာလုပ်ငန်းအတွက်ပဲကြိုင်နေတာဖြစ်တဲ့အတွက်ဟိုဒီဟိုဘယ်တော့ဒီ hostel နေပိုင်းအတွက်ပေါ့အထရော့အပိုင်းကိုကြောက်သူတို့စရင်လာတင်ပေးဖို့ကြောက်သူတို့မအားကြောက်ဘောနော်အဲ့လိုဖြစ်လို့ပါအဲ့တော့မွန်အဖေလေးပြောပေးပါမယ်နံပါတ်1အနေနဲ့ကကိုတွေးထားတဲ့အရာတွေဖြစ်လာနိုင်လားဆိုတော့ဖြစ်လာနိုင်ခြေရှိတယ်ဒါပေမဲ့ကိုကလေ ြောက်စိတ်ရှိတယ်။အဲ့ဒီအရာတွေကိုကိုကဖြစ်တာဖြစ်ချင်တယ်။တေချာကိုကိုဖြစ်မြောက်မလုံးနိုင်ဘူး။ပြောချိုးရာတွေမှာတေချာတေချာအောင်မလုံးနိုင်သေးဘူး။အကောင်းမွန်ဆုံးဖြစ်ဖို့ကိုအဲလုံးနိုင်တယ်တစ်ဖက်မှာဖြစ်နိုင်ဘူး။ตาမျိုးကိုလည်းမသိတော့မဟုတ်တည်ရယ်ကိုယ်တိုင်လည်းလဲလဲဘယ်လိုမဲ့လွယ်တကူလက်မလျှော့ဘူးပေါ့เนาะဒါပေမဲ့လည်းကြောက်စိတ်လေးတွေကိုကိုကို confidence နဲ့ပတ်သက်ပြီးရောလိုအပ်ချက်လေးတွေရှိနေတာမျိုးတွေ့တယ် ဲ့တော့အိတ်စိတ်လေးကိုဖြောင်းမယ်အရန်စိတ်ဆန္ဒလောတာကြီးပေါ့နော်အဲ့ဒါဒီမရှိဘူးဆိုရင်တော့အကောင်ဆုံးပုံစံနေထိုင်ရအဆင်ပြေတာလေးတွေပို့ပို့ပြီးတော့ကိုတွေးထားရတယ်ပတ်သက်ပြီးတော့ဖြစ်လာတာမျိုးလေးတွေကိုညီမဲ့လူကြီးရှိလာတာမျိုးတနည်းအားဖြင့်ကိုယ့်ရဲ့ကံမာဝကဒါဖြစ်လာဖို့ပေါ့နော်ဒါအဆင်ပြေလာတဲ့ပုံစံနေထိုင်လေးတွေကြောက်ရောက်လာဖို့ပုံစံရှိပါတယ်အဲ့တော့ကိုဘက်ကလိုအပ်ချက်လေးတွေကိုလည်းပြင်သွားမယ်တစ်ဖက်ကလည်းအရန်အလို့ ဒီအရာတစ်ခုအတွက်စိတ်ဖိစီးမှုတွေမဖြစ်နေပေါ့နော်ကိုယ့်ရဲ့ဇာတာပုံစံမှာကိုကဒီဝမ်းကိုရွေးတဲ့လူတိုင်းကစိတ်ဖိစီးလို့မရအောင်ကိုယ့်ကိုသတိထားမိလိမ့်မယ်ဒါသတိမထားမိရင်သတိထားကြည့်လိုက်စိတ်ခပ်ပေါ့ပေါ့ပပနဲ့တွားတဲ့အရာတော်တော်များများမှအဆင်ပြေတယ်အရန်လေးနဲ့ပြီးကိုရန် serious ကြပြီဆိုရင်လူဆိုလဲကိုတွေးထားတာနဲ့ကြပြောင်းကြပြန့်နေဖြစ်တာပေါ့နော်ဒါကြီးဖြစ်တတ်တယ်အဲ့တော့အဲ့ရလေးနဲ့ပတ်သက်ပြီးတော့တေချာလေး ထွိုင်းကြည့်ပါလို့မိုးနေနဲ့ပြောခြင်းတယ်ဒီအားလေးတစ်ခုပြင်ဦးနဲ့ကိုတို့အကောင်းဆုံးလေးတွေဖြစ်ပေါ်လာနိုင်ပါ යි เนาะအဲ့တော့ fine 2လေးဆက်သွားပေးပါမယ် fine 2ကကိုတွေးနေတဲ့အရာကြီးဖြစ်နေဖြစ်နိုင်လားဆိုရင် fine 2တွေရာဖြစ်အဲကိုအတွက်ကိုဒါဟိုဖြစ်မဲ့ဘောတော့အဲ့လိုမျိုးဖြစ်ဖြစ်နိုင်တဲ့ပုံစံတွေထားဖြစ်တော့မဲ့ပုံစံတွေထားတစ်ဖက်အားဖြင့်တချို့ဆိုရင်ရပြီးသား အဲ့ဒါကိုကိုကိုတိုင်ပြန်ပြီးဆုံးရှုံးအောင် လုပ်တဲ့လူစသဖြင့်ဒီလိုမျိုးလေးဖြစ်နေတယ်အဲ့တော့အရင်တော့အရာလေးတွေပြန်သုံးသပ်စေခြင်းနဲ့ကိုအနေနဲ့က chance ရှိတယ်ကိုရင်မှားခဲ့တယ်သူမဟုတ် ကိုရပြီးမှလက်လွတ်လိုက်ရတဲ့အရာတွေရှိတတ်တယ်အဲ့အရာတွေပြန်ရနိုင်သေးလားဆိုတော့အခုအချိန်နေနဲ့တော့ပြန်ရနိုင်သေးတယ်ဒါပေမဲ့ ဖိုင်းထူးကတတိယကြိမ်မြောက်နေဖြစ်ဥမာချစ်သူဆိုကွာသူနဲ့ကိုယ်နဲ့ပြန်ပြီးတော့လက်တွဲနိုင်လာပြီပေါ့နော်ဒါမှမဟုတ်သူကိုယ်စီပြန်လာနိုင်လားလို့ကိုကစိတ်ထဲမှာတွေးရဆိုပါတော့ဥပမာဥပမာလို့ပြောရင်အဲ့လိုမျိုးပဲတွေးတွေများလိမ့်မယ်ဖိုင်းထူးတွေမှာဟုတ်တယ်တော့လှုပ်လိုက်အဲ့တော့အဲ့ဒါကနှစ်ကြိမ်လောက်ပဲပြက်လိုက်ဆက်လိုက်ဖြစ်တယ်ဆိုပြန်လာနိုင်ခြင်းများသေးတယ်၃ကြိမ်ထက်ပြက်လိုက်ဆက်လိုက်ဖြစ်တယ်ဆိုတော့တိတ်ချင်းနေမကောင်းဘူးပေါ့နော်အဲ့တော့တခြားတော့ကိုဘွားတဲ့ရွယ်ချက်နဲ့တွေးတယ် ကိုဖြစ်ချင်တဲ့ဟာလေးတွေရှိမယ်အဲ့အတွေးတွေနဲ့ပတ်သက်ပြီးအဆင်ပြေနိုင်မလားဆိုအဆင်ပြေအောင်ကိုကိုတိုင်ကလုံနိုင်ကြည့်ရှိရဲဒါပေမဲ့အရန်ပြာများနေကိုစိတ်နဲ့ကိုကိုအရင်သေးကြလားဆိုတော့မေးရမယ့်ဖိုင်းထုတွေဖြစ်နေတယ်ဘာလို့ဆိုဖိုင်းထုတွေဒီအဲကိုကဘောနောတခါလီမှာအရန်လိုချင်နေဆိုရအရာတကယ်တမ်းရတဲ့ခါကျတော့ကိုမလိုချင်တဲ့အရာကြီးဖြစ်ဖြစ်သွားတတ်တယ်စိတ်နှခွပုံစံနေထားတဲ့ပိုင်ဆိုင်နဲ့ရွေးချယ်မှုနှစ်ခုစသဖြင့်ဒါမျိုးလေးဖြစ်တတ်တယ် အဲ့တော့ဘာပဲတွေးတွေးဘာပဲယူယူကို့အတွက်အဆင်ပြေမယ်ဆိုရင်ကြိုးစားလို့ရတယ်ကို့အတွက်ပျော်ရွှင်စေမယ်ဆိုကြိုးစားလို့ရတယ်ကိုကအရန်ဖြစ်တွေးနေရတယ်ကို့စိတ်ကိုပင်ပန်းစေပြီးတော့မှဒီရာတစ်ခုရမယ်ဆိုရင်တော့မောကလွတ်ချစေခြင်းနဲ့ဘာလို့လဲဆိုအဲ့လိုရာတိုင်းကကိုနဲ့လူပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်မိတ်မိတ်ဆွေပဲဖြစ်ဖြစ်ဘယ်ရမှမမြဲတတ်ပါဘူးဖိုင်းထူးတည်းရဲ့ကံပုံစံနေထားမှာဒါမောကခြုံငုံပြီးပြောရတာဖြစ်တော့အများရဲ့ကံကိုပဲကြည်တာပေါ့နော်အဲ့တော့ အဲ့လိုမျိုးတွေဖြစ်တာဖြစ်တဲ့အတွက်စိတ်ဆန္ဒစော်ပြီးဆုံးဖြတ်တာတွေလှုပ်လိုက်တာတွေကိုရှောင်ပါပြီးရင်နောက်လာကြည့်ကြည့်ရတတ်တယ်အဲ့အတွက်ဒီຢာလေးတစ်ခုပဲပြောချင်ပါလေဖြစ်နိုင်မလားကိုတွေးတဲ့ຢာရရနိုင်မလားဆိုတော့လက်ဝဲရရှိပြီးသားကိုမပြန်ဆုံးရှုံးဘူးတဲ့လူတွေတနည်းအားဖြင့်ဒါရနိုင်ပြီးသားကိုကိုယ့်ကိုရရလို့မထင်တာတွေညာရှိနေတာမျိုးတွေ့ပါတယ်အဲ့တော့အဆင်ပြေနိုင်စီလည်းရှိပါတယ်ဒါပေမဲ့မုံပြောတဲ့ຢာလေးတော့တေချာလေးလှုပ် လုပ်ရင်တော့ပူကောင်းလိမ့်မယ်လို့မောကြံပေးရပါတော့ဒါကတော့ဖိုင်းလေးဖြစ်ပါတယ်မော်ဒီဘက်မှာ travel sand tour လေးလုပ်နေတော့ဒီဘက်ကိုနည်းနည်းပြစ်ထားမိလို့ဖြစ်တဲ့အတွက်တောင်းပန်နေတော့ private group ဝင်တဲ့လူတွေအတွက်ကတော့မွန်ထပ်ပြီးတော့ choice reading လေးလာပါမယ်အဲ့တော့မွန်ဒီမှာလည်းနောက်နေ့ပြန်စပြီးတော့နေတိုင်းနေပါမွန်မပြတ်မကွက်ဖြစ်အောင်တက်နိုင်ဆုံးစူးစမ်းပြီးတော့ဖိုင်းလေးလာတင်ပေးပါမယ်နော်မွန်ကိုအပေးတဲ့ကြီးစုရဲ့တယောက်ချင်းစီတိုင်းအတွက်ကျေးဇူးများတင်ပါတယ်ရှင်